အမမက်သစီဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း front line objective buy အနေနဲ့ဘာရှာ grock တကယ်ကိုအားကောင်းတဲ့ hero တွေကိုရမင်းနဲ့တမင်းနေမှာသာသူ့အနေနဲ့အဆင်ပြေခဲ့မယ်ဆိုရင်တော့ပွဲကိုကောင်းကောင်းကြီး control လုပ်ပေးနိုင်တဲ့ granger အစရှိတဲ့ hero နဲ့ပဲမက်သစီပြန်ပြီးတော့ထွက်လာတယ်ဗျ defending champion versus မနေ့က top 4ရောက်ခဲ့တဲ့ paladin's 2ရဲ့ best of 3 series game number 2လေးပဲဖြစ်ပါတယ် အားလေးကိန်းမိနစ်တွေပါခဲ့ရကျွန်တော်ကြည့်ရမယ့်ဟာဒီအားလုံးသွားမယ့်ယာရီရဲ့ပြီးတော့ကျွန်တော်6လူးနော့ပြအဖြစ်ကိုပိုင်းလေးမှာကျွန်တော်လေဗယ်4ရလို့ရှိရင်ဒီကောင်ရရင်ဒီကောင်ဖြတ်သွားနိုင်တယ်ပေါ့နော်အတုံးကောင်တွေအကုန်လုံးလူးနော့ချင်းကအများကြီးပြန်ပြီးဖြည့်ရှင်းလို့ရတဲ့အချိန်တွေတည့်ရမှာတော့ရှိရဲအဲ့တော့ကိုကြီးဂိမ်းနံပါတ်2ရောက်ရှိလာတဲ့အချိန်တွေမှာတော့ပါလာဒင်စင်နဲ့လက်ပြီးတော့ ဘယ်လိုမျိုး dominate လုပ်သွားနိုင်မလဲမေတိတ်စီကပဲပြန်လာသွားနိုင်မလားနဲ့သုံးသပေးပါဦးအဓိကတော့ထူးခြားစံပြတဲ့ draft တွေကိုကျွန်တော်ပြန်လည်ပြီးတော့နိုင်ငံလေးတွေ့လာတဲ့အနေအထားပါနော်ပြောရင်တော့အာမာရော junior ကျွန်တော်သောက်သစ်စတန်နီအာမာ rookie တီးသည်လိုက်လံပြီးတော့ပဲ territory နဲ့ပေါင်းဆက်ပြီးတော့အဆုံးသတ်သွားတယ်အာလီဂိန်း intro တွေမှာအခုလိုမျိုးရရင်ရသလိုအကွက်လေးတွေတုံးပြီးတော့နော်ကျွန်တော်တို့ ယူနိုသွားခန်းခဲ့တဲ့ကန်တာတော်လေးကောင်းတယ်ဗျာနော်ပြီးခဲ့တဲ့အာလီဂိမ်းမတ်ချက်မှာတော့လည်းကျွန်တော်တို့ဂိမ်း1တော့ကြည့်မယ်ဆိုလို့ရှိရင်လည်းတောက်လျှောက်သွားခဲ့တဲ့ဒီသူတို့ရဲ့ side line management တွေတော်လေးအားကောင်းတယ်ဗျာ paradise ကဒီချက်နဲ့ပဲ jacket scamage မှာမဒစ်စီကိုကျွန်တော်တို့ first တစ်တိုင်း second တစ်တိုင်းတိုင်းမှာအလဲထိုးခဲ့ရဆိုတဲ့အနေအထားမျိုးလေးတော့တွေ့ရရတယ် နောက်မတော့ဒီ brown နဲ့ ac level သူနည်းနည်း free star ဖို့တော့ကြိုးစားမလားဘောနော် competition အရာဒီဖက်က sp lane မှာခွန်သွားပြီးပေါင်းမှဆိုလို့ရှိရင်လည်းဘာမှသိမထူးတဲ့အခြေအနေဆိုတော့ alien's နဲ့နောက်ပိုင်း back line control အရာတော့အားရဖို့တော့ကောင်းတယ်သို့တော့ lunos နဲ့ hero လိုမျိုး survivability မြင်မာတဲ့ hero တွေဖြစ်နေရဆိုတဲ့အချက်ကဆိုရင်ကြတော့ကောင်းတယ်ဗျာအရှိချီနေရလေကျွန်တော်ဒီ T-Bro ရဲ့ laning phase ဆိုတော့တောက်လျှောက်လာရှင်းတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဗျာဒီကျွန်တော်ဒီ throw dash လို့ရတဲ့အပိုင်းကြီးကျွန်တော်ဒီ downland strike ရှိနေတော့အရက်တက်ဖို့တော့မလွယ်ဘူး retriever ပေးထားတယ်ရှည်စူးနေနေရော အသေးကတော့ကျွန်တော်ဒီ corner နဲ့ကျွန်တော်ဒီ minion wave ရှင်းပြီးသွားတဲ့အချိန်ဒီမှာကျွန်တော်တပည့်လေးတွေကတော့ပြန်လာကတ်လို့ရတဲ့အချိန်တည်းရရှိအောင်ပါ rookie ဒီ online မှာ only with juno ဒီကွန်းတို့ပြန်ပေးရပြီ။အမ Cherry Cutie ရဲ့ damage နဲ့တောင်းတောင်းလျှောက်ထိုင်ပြီးနေတဲ့အချိန်ဒီမှာအဲ့လို juno နဲ့ lane phase မှာနေရာပြူရတော်တော်ခက်ခဲတဲ့အချိန်ဒီတည်းလို့ဆိုရမယ်။ gain တော့မလွယ်တော့ဘူးဗျ။နောက်ကွန်းရဲ့ airless eh ပြီးထပ်ပြီးတော့ထွက်လာသေးတယ်။တစ်ဖက်မှာလရှိသူ energy rushing ထောင်းနေပြပြလုထားသေးတယ်။ဒါပေမဲ့လည်းဘယ်တယ်မှာတော့အရင်ကြီးမှဖြစ်ဖို့ကတော့တိတ်တော့မလွယ်တော့ဘူး။နောက်မှတော့စောင့်နေပြီးတော့အသာလေးပဲအသာလေးပဲ ီတူလေးပဲသွားပြီးတော့စောင့်နေတယ်တစ်ဖက်ကလည်း death fall ပြောင်းနေတယ် everdown ဂျီကွန်နိုမှာ2 man လေးပဲတစ်ဖက်ကလည်း alice နဲ့ black all in the back line control မှာ3 man သွားပြီးတော့ထိနေတယ်ဗျ energy reaction တော့ diffuse နေအောင်မှာ final slash မှာ2 man in the back line ဘူယောက deep bro blue လဲချမေးလာနဲ့ dark side phone တွေအပြောင်းမှာ nico ပြန်ပြီးတော့ forward ထားရတယ်ဗျချာရှိနေချာရှိနေခဲ့တဲ့ buff time မှာ paladins ထပ်ပြီးတော့သိမ့်ပိုက်ထားပါဦးမယ် over a show paladins ရှင်ရော game 1ရော gain နဲ့မချူးမရောပါတကယ်လို့ကျွန်တော်တို့ဒါလုတ်ပြနေခဲ့တဲ့အခြေအနေတည်ရလို့ပဲဆိုရမယ်ဗျာ rookie dc lane phase မှာထိုင်ထားတယ်ကျွန်တော် apollo matches မှာတောက်လျှောက်လာခန့်နေတဲ့ mythic c ရဲ့ timing တွေအကုန်လုံးကိုလည်း paradins အကောင်းဆုံးပြင်လဲပြီးတော့သိမ့်ပိုက်ထားနိုင်တဲ့အခြေအနေတည်ရလို့ပဲကျွန်တော်တို့ဆိုရမယ်ဗျာဒီကောက်တာတွေကတော့ကျွန်တော် paladin ရဲ့လက်သေးကိုပဲကျွန်တော်တို့ဒါရရှိသွားအောင်ပါပါအတရကတော့ ac ပဲယူအောင်တော့များတယ် paladin အနေနဲ့ကတော့ဒီနေ့ပွဲစဉ်မှာသူတို့ရဲ့ဒီ game 1မှာလည်းတော်တော်သိတာကြီးကောင်းတယ်ပေါ့နော် game number 2မှာလည်းထပ်ပြီးတော့သိတာကြီးကောင်းဖို့အတွက်အလားအလာကောင်းတွေကိုသွားပြီးတော့ပိုင်ဆိုင်နေရတဲ့ဆိုတဲ့အနေနဲ့ 好可个 ကြည့်ရမှဆိုလို့ရှိရင်တော့ပေါ်ပါလဲတက်ပြီးတော့2.1နောက်ပါလဲ3 pro တက်ပြီးတော့ပဲကျွန်တော်ပေါ်ပတ်လုံးနိုင်မှာမလားလွယ်တော့မလွယ်ဘူးပြာနော်တခါတည်းပဲပြင်ပြီးတော့ကြာသွားတယ်ကျွန်တော်တို့ဖြူစက်ပါလာတယ် Alice ရဲ့ Blood Ore တွေပါလာခဲ့တယ်ဆိုရင်အခက်တည်းကမှာတော့ Spam ပန့်အောင်လဲကောင်းကောင်းကြီးပြန်ပြီးတော့ထိန်းချုပ်သွားနိုင်ခဲ့တယ်ဆိုရင် minute ဘိုင်းချလိုက်တော့ကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတယ်နောက်ပါလဲ Nico နဲ့သူ stack တွေရရင်ရသူပြန်စုပြီးတော့ Buffish တွေနောက်ပိုင်းပြန်သွားမဲ့ chat တခုလည်းတွေ့ရပြန်တယ်ပေါ့နော်ဆိုတော့ Ricky Dizzy ပြန်ပြီးတော့ဝင်ရောက်လာခဲ့တဲ့ခက်တည်းကမှာတော့ Juno နဲ့ပြန်ပြီးတော့ Anyake Vision နဲ့ပဲသူပြန်ပြီးတော့ forward သွားတယ်နောက်ပါလဲ Cherry Q DS Mammo Dash တွေပါတယ်တစ်ဖက်က Boye အနေနဲ့ Mighty Swing လေးကန်ပြီးတော့ Dawson Light ချနေခဲ့တဲ့ခက်တည်းမှာတော့တိတ်မလွယ်ဘူးပြ Dash ောင်ပြောင်းဒီဘက်ကလည်း blow နဲ့ back line ကိုပြန်ပေးနောက်မှလည်း 4v1 တောင်းချောင်း mighty swing နဲ့ light ရဲ့ grow barricade မှာဒီဘက်ကလည်း chatron နဲ့ change ပြန်ပေးထားလိုက်ခိုက်တာတခုမှတော့ aim တာပြန်ချရင်းနဲ့ပဲ mid to mid aim နဲ့ damage ဒီအမှ nico arling ကိရတာကောင်းတယ်သူရ dragon ဖျက်ကန်စမမို့ dash ဒီအမှဒီဘက်ကလည်း juno stay alive ဇွမ်းမြောင်းနေနေပဲ rigidity cherokee ပြန်လည်ပြီးတော့ forward target ရပါပြီဟုတ်လိုက်ဒီလာပြီဟောကျော် rolling stone နဲ့ပြန် dive လို့ကျိုးရရင်ပဲနှစ်အောင်လုံးပြန် save ဖြစ်ပြီးတော့ပဲ forward သွားတယ်ဗျာမင်းမကျတော့ vala ကြာသွားတဲ့အချိန်ဒီမှာကျတော့ mythic c ရဲ့ nico အနေနဲ့ကျတော့ဒီအချိန်မှာ stack lee ပါလိအဆင်ပြေသွားတယ်လို့ပြောမယ် sangri clone တဲ့ဘက်အင်ဖက်တွေကမေဂိတ်တိုင်မဲ့လောက်အထိဒါသူ့ရဲ့ Jorginho stat တွေပို့ပြီးများပြလာမယ်ဆိုရင်အဆင်ပြေနိုင်တဲ့အဲအရာတစ်ချက်လို့ကျွန်တော်ဆိုရမယ်ပေါ့နော်အဓိကတော့ကျွန်တော် early game တွေမှာ man control တခုကိုပဲပြတ်သွားလို့ရမယ်အခြေအနေတည်းလို့ဆိုရမယ်ဗျာကဲဆိုတော့ Juno နော် Juno အနိုင်ငယ်လေးတိုင်ပတ်နေရနေထားလို့ကျွန်တော်သုံးသပ်လို့ရတယ်ဂျူနိုကဒီနေ့ပွဲစဉ်မှာဒီချောင်းကလည်းသူ့ကိုတော့ short ထောက်နေရလဲပါတယ်ဗျချောင်းကသူ့ကိုထောက်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဘယ်လိုမှ free sar ရဲ့ဘိုင်းနေမှာ comfortable ဖြစ်နေဆိုတော့ခံစားချက်မျိုးတော့မရောက်ကြတော့အဲ့တော့ UK ကတော့2-3ပါပဲဒါပေမဲ့ ်ဒီခေါက်ပါလာမန်တရီဖိုင်လေးကတော့ planning ထပ်ပြီးလွှမ်းမိုးထားနိုင်ဦးမလားဗောလေအဲ့ဒါလေးတစ်ချက်တော့ကြည့်ရအောင်တိတ်တော့မလွယ်တော့တော်ကြာနော်အဓိကကဘာရှာရူလင်းစတုန်းတွေပါလာတယ် Tortoise Fusion လေးပါလာတယ်နောက်မှလည်း Grow ရဲ့ဒီ Mighty Swing ကင်နာပြီးတော့ Dawson လိုက်ပြီးတော့ map open နေတဲ့ အိုးပန်းနေတယ်ဆိုတဲ့အချက်တကူကိုတစ်ဖက်ကဖလာဒင်းစီရဲ့ front line အနေနဲ့အရင်ကြီးတော့မကန်စားနိုင်ဘူးဗျာအဓိကဘာရှာအနေနဲ့ rolling stone မပြီးသေးခင်ခိုက်တဲ့မျိုးတွေမှာ rigidity ရဲ့ခြောက်အနေနဲ့သွားကန်နိုင်တာမျိုးဆိုလို့ရှိရင်တော့ဘူကောင်းနဲ့ double fight ကိုသွားပြီးတော့ဖြစ်နိုင်တယ်3 v 1လေးပဲတစ်ဖက်ကတောက်လျှောက်ဆိုဘူရောဆိုကိုဖျက်ခဲ့မှာ energy rush မှာကိုထူးမှလေးပဲဖမ်းလာတယ် abyssal ward ဒီမှာ ever တပြန်ချခဲ့ရင်မဲ1 for 1 trigger damage အော်မှာခုံတစ်ကောင်ထပ်ပြီးတော့အဆုံးသတ်နောက်မှလည်းကြာရှိနေခဲ့တဲ့ king flash transfuse ထပ်ပြီးတော့ထပ်အပေးမှာတစ်ဖက်ကလည်းဘူရဲ့ mighty swing ပြန်လာဖို့တော့ကြိုးစားနေရဆိုပေမဲ့1 for 1မှာတော့ paladins က်ပြီးတော့ဥဆောင်ထားတဲ့အခြေအနေဒါပေမဲ့ဂျူနိုအနေနဲ့မေယာဖတ်စတာရက်စပြီးတော့ရလိုက်ပြီကြောင်းအားမရရေချိုးပြန်တဲ့အကွက်တော့ကျွန်တော်တို့ဒါပြင်ရတယ်ပေါ့နော်ကျွန်တော်ရရရရအခုသူတို့အနေနဲ့ပြန်ယူလိုက်တာအဖူကောင်းတဲ့အခြေအနေတရက်ကိုကျွန်တော်တို့ဒါဖုံဖုံဆောင်နေခဲ့တယ်ဗျာအဲ့တော့ Mythic Scene နဲ့တော့ကျွန်တော်ရှေ့မှာပူရဲမာရောမာပေးနေလို့မယ်ဆန်ဝင်ကောင်းလည်းဘန်အင်းတဲ့ဒီတောက်ချောက်ပေးထားတဲ့အခြေအနေမှာတောင်းနေရူကီတီဖလစ်ကပြန်ရှောင်းသွားနေတယ်ပဲကျွန်တော်ဒီဆုမှာပြန်တော့ကပ်ပေးထားတဲ့ဒီ Brock အရှိမဝင်လာဖို့အတွက် down last strike juno only final set ပြန်ရိုက်ဖို့ကြည့်မယ်ကူးတော့တော့တင်းကပြန်လည်နေသေးရဲ့ဗျာ brigade ကတည်းကအဖာတာပြန်ရအောင်ယူသွားတယ်ဒီတာတယ်ဟိုတော့မမိုတက်ရှင်အတူပဲပြန်တော့မေးသားသေးရဲ့ဗျာ down shot ပဲ crow dash ပြန်ပြီးတော့ follow လုပ်ထားခဲ့ဆိုနောက်မလခွန်ပြန်ပြီးတော့ black all လေးသုံးနေနေပဲအသာလေးပဲပြန်ပြီးတော့ဘတ်လာရဲ့ဗျာ tattle fight ကတော့ down shot ဆိုလိုပဲ plating ရယူထားနေနေပဲ number 1 key over စပြီးတော့ယူထားရဲ့ဒါပေမဲ့မသိစီသိနေနေမေးရ first round ကိုရခဲ့ဆိုရဲချက်တစ်ခုတည်းတော်တော်သေးတာကြီး ကောင်းတယ်ဆိုတဲ့အခြေအနေမျိုးမှာတော့ရှိတယ်ဗျာเนาะအဲ့တော့နောက်ပိုင်းမိနစ်တွေမှာဒီဂျူနိုရဲ့ကိုရနာတစ်ခုရောက်လာဖို့တော့အသေးစိတ်သင်ထပ်ပြီးတော့စောင့်အောင်ပါဗျာလူကလေးကြီးနေတဲ့ backline တောက်ချော့လိုက်ပြီးတော့သွားချစ်နေကြတဲ့အပန်းလေးတော့ရှိတယ် overall knockout မှာ1 kill ကျော်လောက်ဒီစပြီးတော့ဥစားထားခဲ့တဲ့အနေအထားမျိုးတွေတွေ့ရတယ်ဗောနော် avatar သူတို့နဲ့ live phone လေးပါလေပြန်ပြီးတော့ပေးတာဆိုတော့ခက်တယ်လို့ကျွန်တော်နဲ့ချက်ချင်းပြန်လာဖို့တော့များတယ် play ကထပ်ပေးတဲ့ဘက်ကစမ်းဖို့ dash တောင်ချက်ရ QD တောင်ချက်ထပ်ပြီးတော့ထိနေ Gquando ဆိုပြီးတော့ dragon နဲ့ UDC ပေးခဲ့တဲ့ back line damage တော့မခုံးမှာပြန်ချဖို့တော့များတယ် auto rage မှာ ever dash side လေးထောက်ဝင်ထားရတယ် back line ထဲမှာလေဒီဘက်က T bro ရဲ့အားလုံးကြီးအပိုင်အသင့်ထိုင်ဆောင်နေခဲ့တဲ့ခက်တယ်မှာတော့ mitsy 5 vs 5ပြန်ထိုင်စားဖို့တော့ကြိုးစားခဲ့တယ်ဆိုပြီးမှဒီ buff timing ကိုပါထပ်ပေးရဖို့လို့ရှိနေပါဦးမယ်ချိန်နေပါပဲ dragon buff ရောရတယ် tatter ရောရရှိတဲ့အရာတခုကတော့ကျွန်တော် king flag ရဲ့ကျွန်တော် jungle family တခုအတွက်တကယ်ကိုကျွန်တော်စိတ်ပူစရာအရာတွေကဖြစ်လာခဲ့ပြီလို့ ကျွန်တော်ဆိုရမယ်ကတီပရောအနေနဲ့ဒီချိန်မှာ Oracle ပြီးွားပြီလား။ Dash မယ် Downland Strike တွေသုံးမယ်။ဒီက Dash မယ်ဆိုလို့ရှိရင် damage damage ပေးနိုင်တဲ့အပြင်မှာကျွန်တော်တွေးချက်တဲ့နှုံးကလည်းပုံပြီးတော့များပြားလာတော့မယ်အချိန်ဒီတည့်ရလို့ဆိုရမယ်ပေါ့နော်။ Back control ရမင်းမှာရှိရ first run နေရောကျွန်တော် side lane နှလုံးလုံးမှာရှိရ first run နေအကုန်ချိုးသွားတဲ့အချိန်ဒီတည့်ရလို့ကျွန်တော်ဆိုရမယ်ဗျာ။ဒီချိန်ဒီမှာကိုဝေးမီတစ်စီနေနဲ့ဘလို့ပုံစံမျိုးတွေနဲ့ကံပတ်လို့လာနိုင်မလဲဗျာအဓိကသူအားလို့ပေးပြီးတော့ဆော့တာပေါ့နော်အဲ့လိုမျိုးဆော့တဲ့ခါကျတော့ Alice ကပြန်ထိမ့်မယ်ပေါ့ဒီ Bro ကအားလို့မနေတယ်ကလည်းပုံမှန်တော်လေးကောင်းနေဒါပေမဲ့မီတစ်စီတင်း ဂိမ်းဝမ်းရှုံးပြီးတဲ့နောက်မှာဂိမ်းနဲ့မတူဘူးတက်ပြီးတော့နော်စင်နေဂျာယူရိုတကောင်ဖြစ်တဲ့အားလောက်ပေးပြီးတော့ပဲဒီအဲလစ်နဲ့ပြန်ပြီးထိန်းပြရပြဒါကလည်းတော်တော်များများဒီ HP ထိန်းလေးထိန်းတာတော့ရှိတယ်နော်ကျွန်တော်ဒီအားလောက်ကိုအဲလစ်နဲ့ပြန်ပြီးတော့ငိန်နေအောင်ပြန်ထိန်းနေအကွာဒါပေမဲ့အဓိကဒီ6 run ပြ6နောက်ပိုင်းမှာခက်ဆစ်လေးတွေးလာရတယ်နော်ကျွန်တော်တို့ဒီတခြားသော region ကပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းနော် goal line 6လေးပါလေးပြန်မြင်လာရတယ်အခုလည်းကျွန်တော်ဒီ platinum စနေနဲ့ကတော့လက်ရှိချိန်မှာ6တော့ run ပြန်ပြီးတော့ဆော့လာမျိုးရှိတယ်6ကတော်တော်လေးကောင်းနေပြ run မှာတော့ ဘန်းရင်ဘန်းမှာဘန်းရင်တော့ပစ်သိမ့်တဲ့ဟီးရိုဗျာနော်တကယ်လို့ဒီ live ကိုကြည့်တဲ့ညီကိုတွေထဲမှာနော် run ဆော့တဲ့ညီကိုတွေရှိရင်လည်းချောင်းကိုပစ်ဖို့အတွက်ကျွန်တော်ဒီနေရာနေတိုက်တွန်းနေတယ်ဗျာချောင်းကိုလည်းလည်းကျွန်တော်တို့တွေးရတယ် MPD ကျွန်တော် PDI ပါဆော့တယ်နော် AMN တို့ပါတော့ကျွန်တော်တို့ဒါ PDI နဲ့ချောင်းကိုလည်းပြန်ပြီးတွေးကြတယ်ချောင်းမိနေပါတယ်ဆိုရင်ဆုတ်လို့ရပါတယ်တကယ်တော့မနေ့မနေ့ကလည်းကိုရီဘိမ့်မိနေပါတယ်တွေးခဲ့ပြီးသွားပြီပေါ့နော်ဒါကစတာဟီးရီဆော့ပြသွားတာတော်တော်လေးလာတယ်ဗျာနော်ရှုံးတော့ရှုံးသွားတယ်ချောင်းကျဲရီချောင်းမိနေနော်ချောင်းတော့နော်ဟာသားနေတယ်ပြောတာပါအဲ့တော့ဒီ last game 2မှာလည်းမိသစီနေတယ်အရန်ကြီးတော့ ယ်ဆိုတဲ့အနေအထားမျိုးတော့တိတ်မရှိမရှိသေးဘူးဗျာ defending champion လည်းဖြစ်နေတယ်မနေ့ကလည်းတို့အနေနဲ့ဒါ team 7ကိုကျွန်တော်တို့ပြန်ပြီးတော့တနေ့မှလာရှုံးနေခဲ့တဲ့အပိုင်းလေးတွေလည်းရှိတယ်ဗျာဆိုတော့ဒီလိုချင်းနေမှာတို့ရဲ့ဒီနောက်ပိုင်း playing stage ဒီ playoff stage ကိုသွားမယ်တလန်းနဲ့ခီးလန်းကနည်းနည်းလေးတော့ရိမ့်ရိုက်နေသလားလို့လေ ကျွန်တော်တို့အရင်မကောင်းနိုင်ဘူးဆိုတဲ့အနေထားမျိုးလေးလို့စပြီးတော့ခန်းစားရတယ်။တစ်ဖက်ကဒိုက်ပြက်သူတွေကအရင်များတယ်ပေါ့နော်။အားလုံးချိုလို့နောက်မှလည်း Fredrin တောက်လျှောက်ပါလာခဲ့တဲ့ခိုက်တက်တွေမှာ Lunos Harry ကလည်း Superability လက်မြင့်တယ်လို့သူတို့လည်းပြန်ပြီးတော့ backup အရင်ကြီးပေးစရာမလိုတဲ့ Juramage တွေလောသွားပြီးတော့ကြာနေပြီ။သူတို့ပေးရတဲ့ Death Side Damage တွေကိုလည်းအတုံးကုန်နေပြည့်တဲ့ Juramability များတဲ့ King Flash ကိုဘူရဲလို့အများကြီးပြန်ပြီးတော့ခံရအောင်မယ်။ ပြောပြရင်တော့တောကမြက်ရီဘူဒီလောက်ကြာမှအနေထားမျိုးတော့သွားရောက်နေတာဗျာဖြစ်နိုင်ပါမလားအဲ့လောက်ကြာဘူဒီဘူဒီလောက်ရှားမယ်မြက်ရီကတော်တော်လေးတော့ကြီးမယ်နော်မြက်ရီပေါ့အိုးဖက်ကန်ဝိုးကျိုးလာရင်ဂျေမာရီရူကီတီသွားမိနေတယ်ဗျာအော့ဖ်ဒီတိုင်းမှာဒီချိန်မှာဖလန်ဟုတ်ပြန်ပြီးတော့ကျင်းလာနေတယ်ဗျာဒက်စီအောင်မှာပြန်သွားဖို့ကျိုးလာရင်ရီဖီပေါ့ဘူတိုင်းတစ်ခုပဲသူတို့တိုင်းပဲပြန်ချိန်နေဖာနေဇာကပေါ့ဝါရှည်စုပဲပြန်ရတယ်ဗျာကင်ဖလန်ဒီတစ်ခေါက်မှာလည်းဒေါရှော့ဆိုလိုပဲပြန်ပြီးတော့ဒေါင်းသွားခဲ့ရတဲ့ဒီတိုင်းမျိုးလို့ကျွန်တော်သုံးသပ်လို့တော့ကြားရတယ်နော်ဂျီဆူတော်တော်လေးကိုကောင်းနေဗျာ2-2ကီဒီမှာတရက်3ခါလုံးရောက်အောင်တော့ကြွားနိုင်တယ်အဓိက ီဘရော့ရဲ့ final select ကြောင့်လည်းအများကြီးတော့ပါတယ်ဗျနော်ဒီ final select ရိုက်ချက်တွေကြောင့်မလို့သာတော်တော် revision ပေါ့ဖို့အတွက်တော်တော်လေးအခွင့်အရေးရတာလေကျွန်တော်ပြောလို့တော့ရပြီပြီးတော့ fair win ဖြစ်နေရလည်းပါတယ်လွယ်တော့မလွယ်ဘူးဗျ law တွေဘာတွေပေါ်ရဲချင်သလိုရှိတော့နိုင်ကလေးပို့ပြီးတော့တိတာပဲအဓိက alice ကလည်း early game တွေမှာသိပ်ပြီးတော့ကျွန်တော်ဒီမမပေးထားနိုင်တဲ့အခြေအနေမျိုးကြ item လေးပါလေးလိုအောင်မယ်ဒါပေမဲ့နှစ်ခါလောက်ကြာတဲ့အခါကျတော့ item လည်းလိတ်နေကြ ချယ်ရီကျူဒီကွန်မန်ဒီရှင်းပြောင်းဝင်လာတဲ့အခိုက်အတန့်ဆိုတော့လေပို့ပြီးတော့စိုးလာပြီကြာနော်ဘယ်တော့မှမပြောတဲ့ဘက်ကယူကီဒီတီရဲ့ချောင်းနေတယ်သွားမတောင်းခဲ့ပြီးတော့သူ့နဲ့ကောင်းကောင်းသွားတယ်မနက်စနက်ရှင်ရဲ့ဘက်လိုင်းတစ်ဖက်ကလည်းဂျက်ဆာကေအိုစ်တီအော်မကင်ဖလက်ရှ်အလူးလဲနဲ့ဖြူပြဲနေတယ်ဆိုတဲ့အနေအထားမျိုးလေးကျွန်တော်တို့ထပ်တွေ့ရတယ် ဂျက်ကစပစ်တွေကွန်ထရိုးသွားခဲ့တဲ့အပန်းလေးတွေကောင်းတယ်။အော်လဲစက်ကတာရော့ကလည်းတိတ်ကြောင်းလုပ်ချင်တယ်ဆိုရယ် intention မျိုးကလည်းဖလာတန်းစီမှာကောင်းကောင်းကြီးပဲကျွန်တော်တို့ဆက်ပြီးတော့တွေ့ရတယ်။ Now gap the 5.4k goalie နဲ့နှမလေး energy reaction နဲ့ရှီဆူချက်ပေးထားခဲ့တဲ့ခက်တဲ့တခုပါ Chelsea ရ dash တွေနောက်ကပါလာခဲ့တဲ့ damage နဲ့အတူပဲ online second tower ဆမမို dash တွေမှာထပ်ပေးထားရတယ်ပဲ reality 6ချက်ထပ်ပါလာခဲ့ရင်ပဲ Midsi ဒီတိုင်းကိုတဲ့ပေးလိုက်ရတာဗျာ။ဖြင်းဖြင်းနဲ့ကျွန်တော်မက်ကွန်ဆူဆုံးရှုံးမှုတွေပုံများတယ်။လုံးပပလာရယ်နော်။အဲ့တော့ အုတ်ကမျက်ရည်တွေမတော်ဘူးဆိုရင်တော့ကျွန်တော်စီစီလီယွန်ရဲ့เนาะကျွန်တော် damage ကြီးကိုတော့ပြန်သွားရမယ်အခုလက်ရှိကလည်း bad impact နဲ့ဒီ sanguine claw သွားနေခဲ့တဲ့ပုံစံကြီးက fine နဲ့လို့ oh fine up we gonna ပြန်ရိုက်ဖို့ကြိုးလက်တော်နေချာပြန်ရှောင်းဖို့ကြိုင်းမယ် off tail မှာ3 out control ပြန်ရိုက်ထားရပြ Cherry Q ဒီ final ပြန်ဝင်လာဖို့ကြိုးလက်မယ် team pro ပြန်ပေးလိုက်ရလို့ mythic team အနေနဲ့ turning point တစ်ခုပြန်မျိုးရှာသွားနိုင်မလားအကုန်လုံးကိုတော့ပြန်မောင်းထုတ်ထားရပြ လူကြီးနေကစကတောင်းဝါပြရမယ်အနေဂျူရရှစ်တောင်းနေနေကြတယ်မခါပြကြရတယ်တော့ဘာလဲပတ်သေးတပိရတဲ့ဘာအပါတာပြန်လဲကြောက်ရတဲ့ဒီဘာဂျူနိုရူကတီးစီကိုဆုံးသပီးနေနေပဲ3 man down from the way ရှီဇူချက်တောင်းကီဂျူနိုတောင်းချောက်ဆိုလို့ပြန်လဲရောက်နေနေပဲ format ကိုတော့တောင်းပါခဲ့ပါပြီ။ Hero ကလေးကောင်လုံးပြန်ပြီးတော့ Zenith စုလို့ပြေးလိုက်ရတဲ့တစ်ဖက်ကကျွန်တော်တို့အမိုင်းမြောက်သွားခဲ့တဲ့ Paladins 3ရဲ့ Tenable လေးကိုတောင်းချောက်စုလို့ပဲပြန်ပြီးတော့ဖွင့်ပြီးရတယ်ဆိုတော့အနေထားမျိုးလေးလည်းဖြစ်သွားတယ်ဗျာ။ Mobile Stand ရဲ့ရိုင်းမလုံးသင့်သလို Tower Vanish တွေများနေခဲ့တဲ့ Mythic ရဲ့ Second Tower အောက်ထဲမှာသွားဆိုင်ခဲ့တဲ့ဆုံးဖြတ်ချက်ကတော့နည်းနည်းလေးယူသွားခဲ့တယ်ဆိုတော့အနေထားမျိုးလေးလို့ကျွန်တော်တို့ပြောရမှာထင်တယ်။အဲ့လောက်ကြီးတော့ စ်လုတ်ကိုလိုသွားပြီးတော့မလုတ်တဲ့အနေအထားမျိုးပေါ့နော်ဆိုတော့ game flash အတော်လေးသွားပြီးတော့တွေးကန်းနေခဲ့ပြီဆိုပေမဲ့ဒီ lore ကမစ်သစီပြန်ထားဖို့ဆောက်ပြီးတော့ကျူးစားတဲ့ refugee rider တွေမှာတစ်ပတ်ကလည်း slash တစ်ချက်ပြီးတော့ပေးခဲ့တဲ့ tibro banyas ဒီ over back stuck alone in the final slash ပါလာခဲ့တဲ့ backline snap mode dash ရမှာဘူရဲအနေနဲ့ channel ရိတ်ခဲ့သလို total fusion နဲ့သူ game flash ပြန်လွတ်ခဲ့ရဆိုပေမဲ့ဒီ lore ကသူတို့ follow လုပ်ဖို့ပဲမစ်သစီပြန်ပြီးတော့ကျူးစားပါဦးမယ် UK တကောင်တော့သူတို့ပြန်ပေးလိုက်ရတယ်ဗျာเนาะကျွန်တော်တို့ဒါ lore ကတော့ကျွန်တော် mythic စီပြန်ရသွားတယ်ပေါ့နော်ခုနကတော့ကျွန်တော်ဒီ nico စီမှာထွက်လာတဲ့ damage ရောက်ဖို့တော်တော်များနေပြီလို့ပြောရမယ် wishing letter ပါတယ် အဲကျော်ဂလင်းဝပ်ပြီးနေပြီတစ်ဖက်ကကျော်ဘာရှာအနေနဲ့လည်းရှင်းနေတယ်တွိုင်းလိုက်အာမှာပဲသူဒဲသွားတော့မယ့်အချိန်ကြီးတရမှာရှိရဲ့ဗျာအပြီးွားပြီဆိုလို့ရှိရင်တော့ကျော်တာရီအာမှာပြန်သွားထားတဲ့အချိန်ကြီးဆိုတော့ဝင်လုံးမယ်ဆိုရင်တော့အဆင်ပြေနိုင်သေးတယ်ပေါ့နော်အလုံးကတော့ကျော်တာလန်တဝက်လောက်မှာပဲကျော်ဖလန်ဒီအချိန်နဲ့ဖြည့်ရှင်းမှုကိုကြိုးစားထားတယ်ရှေးဘူတီစီကကျော် damage output တွေပါကျော်ပြန်ပြေးမှာပဲ mythic ကိုပြန်ရှင်းလို့ရမယ်အရင်ခုနကလိုမျိုးဒါ DY mention လုပ်ခဲ့လို့စိတ်လို့ကိုလူကြီးအရင်သွားလို့မရသေးတဲ့အချိန်ကြီးရဲ့ဗျာဟုတ်တယ်ဒီ bro ရဲ့ဒီ final slot တွေရှိမယ်เนาะအဲ့တော့မှာ challenge way for the dragon ဆိုတော့ ဒီရရဲ့ဒေါ်လေးသွားပြီးတော့ plating score တော့ကောင်းသေးတယ်ဗျလောကတော့အမြန်လေးပဲပြင်ပြီးရှင်းသားသေးတယ်နောက်ပေါ့ 3k တက်ရှိနေတဲ့အနေထားဗျချရီချူတီအနေနဲ့ holy crystal လေးပါလေးထပ်ပြီးတော့เนาะကျွန်တော်တို့ဒါပြီးသွားတာဖြစ်ဖြစ်ပါလာတာဖြစ်ဖြစ်လိုပဲဖြစ်ဖြစ်ပါလာခဲ့မှာဆိုလို့ရှိရင်တော့သူ့ရဲ့ damage ကတော့မနှဲလောက်ဘူးဆိုတော့နောက်ပိုင်းမိနစ်တွေမှာချရီချူတီကို ဘယ်သူလိုက်ပြီးတော့ထိမ်းလဲဆိုတော့မေးဖို့နေရလဲကျွန်တော်မေးရမှာဗျာနော်။နီကိုကလည်း false back ဖြစ်နေတယ်ဆိုတော့ channel ကိုကျွန်တော်မေးသစီအနေငယ်လေးခံတာတယ်ဆိုတော့အနေထားမျိုးလေးတို့ကျွန်တော်တို့ပြောရမယ်နော်။ big go တောက်ပြီးတော့တို့တွေနဲ့ energy level နောက်ဆက်မြင့်မှုတော့လိုအပ်နေရဗျာနော်။ game game 2မှာ game show နေခဲ့ပြီးတော့မှာတော့ game 2ခံမဲ့လာဖို့တဲ့မေးသစီမဖြစ်မနေပြန်ပြီးတော့ကြိုးစားမယ်ဆိုတော့အနေထားမျိုးလေးလည်းဖြစ်သွားပြီ။ now gap ကတော့ 3k straight ပဲ။ paladins back ကလည်းတွင်ကြီးတဲ့အမားတစ်ခုကိုထပ်ပြီးတော့လုံးလို့မရအောင်ဆိုတော့အနေထားမျိုးလေးပြန်ပြီးတော့ရောက်ရှိလာတယ်ဗျာ။တမနစ်ခွဲ time အထိအောင်တို့အနေနဲ့ပြန်ပြီးတော့ space လေးပါလေးရှာလို့ရရသေးတယ်ဗောနော်။ main lane ရဲ့ second target ကိုမေးသစီပြန်ပြီးတော့သိမ်း Vitalia Zoom is silently banished by Maro. တော်တော်လေးအားနည်းတယ်ပြောရမယ်။အခုဒီပိုင်းကနေမှလည်းတို့အရင်တိုက်တွန်းသွားပြီးတော့လုပ်ဖို့အတွက် space တွေပါတယ်။ယူလို့တော့မရနိုင်ဘူး။လက်ရှိကလည်းကျွန်တော်တို့အနေနဲ့ဒီ Nico damage ပြန်သွားရမယ်။ Juno damage ပြန်သွားရမယ်ပေါ့နော်။အဲ့တော့ Cherry Cutie ကတော့ကျွန်တော်လက်ရှိအချိန်ဒီမှာ Juno နဲ့နောက်မှ balance ပြန်ဖြစ်သွားပြီလို့ပြောရမယ်။ Early game မှာတာထားသမျှဆိုပေမဲ့ goal line နောက်မှအဆင်ပြေသွားပြီဆိုတော့ Mythic Seaver မှာလည်းတို့စီမှာမျောလင်းလို့ရတဲ့အချိန်ဒီအများကြီးတန်ရှိနေသေးတယ်။ Turning point တစ်ခုတို့အနေနဲ့ battle saturation တစ်ပေါက်ကနေပဲပြန်ရအောင်ရှာထားရတယ်ပေါ့နော်။အဲ battle game changer တစ်ခုဖြစ်တဲ့ spare တွေကလည်းတို့စီမှာပါဝင်နေခဲ့တာဗျ။ Damien Glover impact အချက်တစ်ထောင်းနေ charge ပေးလိုက်ပြီခမျောဦးတော့ကောင်းတယ် down strike finest လက်ချိန်ရိုက်တိုင်းနဲ့ပူရဲတကောင်ကြံနေခဲ့တယ်ဗျာကဲဒီကောင်မှလည်း down shot ပဲပူရဲကြံနေခဲ့နောက်မှာ down shot ပြန်ကပ်ပြီးမှကြိုးစားနေခဲ့ရကွန်သူတို့ live side ပြန်ပြီးတော့သုံးသားသေးရဲ့ energy rushing follow လုပ်လို့ရတဲ့အနေနဲ့ပဲနောက်မှာလည်း back to the you get easy wait for the dragon ဒါပြကနာဘီသေးနောက်မှာမရတော့ဘူးဗျာကိုတတောင်းသွားနေနေပဲ hero kit တကောင် ိမ့်မဲ့သွားနိုင်ခဲ့တဲ့ပလာရင်ဒီတကောင်းမှလည်းထွက်ပြီးတော့ပဲမီနဝေးနဲ့အတူတွန်းအားတွေပပီးအောင်ပါဗျာ Objective 5တကူပေါ်မလာခင်ကာလာတွေမှာတော့ဖလာဒင်းစီရဲ့ bounce back battery အတော်လေးအားကောင်းနေဆိုတဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့ပြန်ပြီးတွေ့လိုက်ရတယ် Alice နဲ့ Basha ပြန် choice ခဲ့တဲ့ပန်းတွေမှာပို့ပြီးတော့အားကောင်းတဲ့ Alice ကိုပဲတခုနဲ့ပြန်ပြီးတော့ရွေးချယ်လိုက်တယ်ဗျာ Everyday Web တော့ရှော့ရိုက်ခွဲခဲ့တဲ့ damage တွေ barricade ချပီးတာနဲ့ပဲ first main claim မပေးရအောင်တော့ Mythic ပြန်ပြီးတော့ကာကွယ်ချနိုင်ခဲ့တဲ့ဆိုတဲ့အနေအထားမျိုးတွေကိုတွေ့လိုက်ရတယ် Low ပေါ်လာခဲ့တဲ့ခက်တဲ့မျိုးတွေမှာခွန်ရဲ့ rebound time ပြန်ထွက်လာဖို့ရောရှိနေသေးရဆိုပေမဲ့နည်းနည်းလေးလမ်းလျှောက်ရမယ့်အပန်းလေးတွေလည်းကျွန်တော်တို့ပြန်တွေ့ရအောင်မယ်ပေါ့နော်။လော်လင်းပြန်ပြီးတော့တွန်းခဲ့တဲ့အပန်းလေးမှလည်းဖလာဒင်းစ်ကပို့ပြီးတော့အားကောင်းနေတယ်။မင်းမာလည်းမင်းတစီနည်းနည်းလေးပြန်ပြီးတော့ရှင်းရမယ့်အပန်းလေးတွေသွားပြီးတော့ရှိနေခဲ့ရဆိုတဲ့ခက်တဲ့တစ်ခုမှလူနော်ရဲ့ death kill ရှင်နေတူပဲတစ်ဖက်ကဖလာဒင်းစ်ဆက်လက်ရှိထားဖို့ကြိုးစားနေတဲ့ king flash နဲ့ rune stone လေးစပေးထားတဲ့ခက်တဲ့တစ်ခုမှတစ်ဖက်က fast land နဲ့ back line control only ကကိုသွားပြီးတော့ cheese နဲ့ snow dash တွေအောက်မှာတစ်ဖက်ကလည်း sniper clone နဲ့ pp in pair snow dash နဲ့ charge မှာ blood only back line ကိုလည်းလူနော် life အပြောင်းနဲ့မှ contact ချရတယ်ပဲ back line full one ပြန်ဖြစ်နေခဲ့တဲ့ခက်တဲ့တစ်ခုမှ lob reset ပြန်ချ ရနေပဲ Paladins အရင် Abandis သွားယူလို့တော့တိတ်မရသေးဘူးဗျာ Brigade ကထားရီ Generation ဘက်ကိုပဲသူတို့အနေနဲ့ပြန်သွားရအောင်မယ်လက်ရှိချိန်ကခေါင်းကောင်ရလိုက်တယ် Oh my god Avada ပြန်ကြောင်သွားတယ်တော့ကျွန်တော်လေးကောင်လေးကောင် Saturation ကိုတော့ပြန်လဲရောက်သွားခဲ့ပြီလို့ကျွန်တော်ပြောအောင်မယ်ဗျာဒါပေမဲ့ Ultimate Spell တွေအကုန်လုံးကကျွန်တော် Mythic ကြီးဘက်မှာကုန်နေခဲ့တာရှိတော့ DR တခု Paladins နဲ့အသုံးချဖို့အတွက်အခွင့်ကောင်းတစ်ခုပဲဒီဒီပြန်ချဖို့တော့ပြန်ကန်ဖို့တော့ကြိုးစားထားတယ်ဗျာဒါပေမဲ့လုံးဝတော့ရင်ရောပြန်ကန်ထားပါသေးတယ် ဒီကတော့သူက grow ကိုမကန်နိုင်ဘူးပေါ့နော်။သူကအဲ့လိုမျိုးနောက်မှရှိရတဲ့ဒီ junior တို့ကတော့သွားပြီးတော့ကန်နေတဲ့သဘောမျိုးလိုတော့တွေ့ရတယ်။အပြီးတော့လောလောကအတီပဲ flooring နော်။သွားပြီးတော့ jack ွဲနေတဲ့ data တစ်ခုပါ balance ကို။ဒီ motor ကြီးကြာပြီ။နောက်လျှောက်တော့ကြာနေပြီနော်။ top my body ကြာနေပြီ။ wave for the dragon တပြီးပေးရသေးတော့မှ king flash မရောက်ဘူး။ king flash တော့ပြူစဲနေကြတော့မှ supply နေတော့မှ king flash နောက်ချောင်းဆိုပြန်ပြီးတော့လွမြောက်နေနေတယ်ပဲ။ tony charge draw နေနေတော့တောက်ချောက်ပဲတင်လိုက်ပြီးပေးလိုက်ရပြီဗျာ။နောက်မှ check ခဲ့တဲ့ review sheet ကိုတော့ shizu တဲ့ယူသွားတဲ့နောက်မှာ lone to be hero k နှစ်ကောင်လောက်ထိကိုတော့ပလာရင်ပြန်ပြီးတော့လဲရသေးတယ်ဗျ Trigger နဲ့ချက်တွေကတော့ကောင်းတယ် Mid City သူတို့နဲ့ Law Repair လုပ်ဖို့ကောင်းကောင်းရေးချင်းချင်းကတခုဖန်တီးသွားနိုင်ခဲ့တယ်ခိုက်တဲ့တခုမှာတော့ Fanlay ရ Rigidity နောက်မှရှိနေခဲ့တဲ့ T-Brock အစရှိတဲ့ Hero တွေ Fighter နှစ်ကောင်စလုံးပဲ Paladins ဘက်ကပြန်ပြီးတော့ပေးလိုက်ရတယ်ဆိုတဲ့အနေထားမျိုးလေးလည်းကျွန်တော်တို့တွားပြီးတော့ဖြစ်ခဲ့တယ်ဒါမှလည်းပဲဒီ Law Advantage ကိုနည်းနည်း Freeze လုပ်ထားပြီးတော့ Minion Wave ကို Management လုပ်မယ် rebound time ရပြန်ပြီးတော့စောင့်သွားမယ်ဆိုလို့ရှိရင်တော့ paladins ဘက်ကလည်းဒီ lot နဲ့တူကျွန်တော်တို့အများကြီးပြန်ပြီးတော့ follow up လုပ်လို့ရတဲ့အပန်းလေးတော့ရှိရပြ။ဒါပေမဲ့ mid city ကဒီ channel တစ်ခုကိုပြန်ရောက်ဖို့တော့အခွင့်အရေးမပေးတော့ဘူး။တခါရပဲဒီ လောဒီနေရာမှာတိမ့်မိုက်ထားဖို့တော့သူတို့အနေနဲ့စပြီးတော့ကြိုးစားလိုက်ပြီ formation ကိုတည်ထားတဲ့ပုံစံနဲ့လုံးဝလေလန်တောကမှာတစ်ဖက်ကဖျက်ရှင်းမှုကြိုးစားထားတာဆိုတော့အဲဒီလောကတော့ဒီမှာပဲပြီးဆုံးသွားဖို့ရရင်တော့များမယ်ဒီဘုံတိုင်းနေရာအုတ်လိုက်ကြီးပြန်တော့ထွက်လာခဲ့ပြီရှီဇူကတော့ဗတဲ့အစဆွဲဖို့ကိုကြိုးစားရင်မယ်ဒီလောကတော့ဒီလက်တော့မှာပဲပြီးသွားတယ်ဗျဒါပေမဲ့မဲဂါမီနီယံဝေးဗ်တွေတော့ကြံနေသေးတယ်ပေါ့နော်အဲ့တော့ဒီအိုင်နဲ့စီးမျောမယ်ဆိုလို့ရှိရင်တော့စီးမျောလို့တော့ရတယ်ဗျကဲ အားလုံးမေးနေတာတခုရှိရဲ့အဲ့ဒါနီကိုရဲ့ Sicilian နော်နီကိုရဲ့ Sicilian 206ဆိုတဲ့ KDA ကိုပန်စံထားရတယ် item ဆိုင်ရလည်းဒါမစိုးလို့ကျွန်တော်သုံးသပ်လို့ရ8000လောက်မှာကိုးရနေကင်းမင်းနဲ့ပိုင်းခြားတွေမှာဒီ Buffy Bad Impact တွေကဘယ်လောက်ထိများနာလောင်လဲဆိုတော့ဘယ်သူမှတော့မသိနိုင်သေးဘူးဗျာနောက်5မိနစ်တွေမှာတော့ချောင်းအနေနဲ့ Grand Jaw Camera ဒါမှမဟုတ်ရှင်နီကိုကင်မလာဆိုတဲ့မေးခွန်းတွေပြန်ပြီးတော့ရှိလာမယ် Avatar အနေနဲ့ဒီပွဲမှာတော့၄ကလောက်ထိသွားပြီးတော့ကြာနေခဲ့တဲ့ချက်တခုကတော့ရှိနေရဗျာဆိုတော့ဒီ late game နဲ့ပိုင်းခြားတွေမှာမသိသိသိင်းတော့လိုအပ်နေခဲ့တဲ့ camera point တွေကိုတော့ နီကိုရှာဖွေပေးနိုင်မလားဗောလေ အရင်ရောက်လေလေသူ့ရဲ့ဒီ stat တွေကပို့ပြီးတော့များလာလေလေပဲ buffy bad impact နဲ့နောက်က sanguine claw ပါလာခဲ့တဲ့ damage တွေက sicilian ကိုမာကိုမြင်ပေးတယ်ဆိုတဲ့အနေအထားမျိုးလေးလည်းတွားကြတယ်ပေါ့နော် jurem masman အထာလောက်တိကိုမှတွားပြီးတော့ပေးနိုင်တယ်ဒါပေမဲ့နောက်မှလည်းကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမှာသူ့ရဲ့ grand time ကိုအားကူထားခဲ့တဲ့ junior granger တွေလည်း sis double 1 kd နဲ့တော်တော်လေးကိုကောင်းတယ် champion တော်တော်လေးကိုများလာခဲ့တဲ့ခက်တဲ့တစ်ခုတစ်ခက်လည်း three dragon ဘူရဲ့ all the way division နဲ့ပြန်ပြီးတော့ပေးခြင်းတယ် flicker ဆောက်ပြီးတော့ computer ထဲကခက်တဲ့တစ်ခုတစ်ခက်လည်း flash တွေ dash နောက် banyas တွေအောက်မှာ t block ဘက်ကလည်းတော့ shot လက်ကြည့်ခဲ့ရင်လေ lane blocking body blocking ဘာနေမှာ king flash နဲ့ဘူရဲ့နှာခေါင်ရှိနေခဲ့တဲ့အနေအထားမျိုး မျိုးဆိုတော့ Paladins အရင်ရော pick off သွားလို့တော့မရသေးနေအောင်ဗျာတကယ်တော့သူတို့က Nico ဝင်နိုင်ဖို့ကြိုးစားနေရဗျာဒီ Attack နဲ့ Finance ဆက်ကြားထဲမှာပါပြီးတော့ Nico position ကိုအရှိရောက်ကိုသူတို့သွားချင်နေတဲ့ပုံစံတစ်ခုလို့ပြောရမှာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုး flanking လုံးမဲ့ time မျိုးလည်းမသိစီနဲ့တေးစားလေးအဲ့လိုမျိုးစာကူလာပုံစံလေးပြန်သွားมาရမယ်အခုလဲစောင့်နေ Juno တွေ့ရပြီ information တော့တည်ထားတဲ့ပုံစံတစ်ခုပဲ Dangerous Grass Match ကတော့ကျွန်တော် Annie များတဲ့အရာတစ်ခု Downland Strike ဒီအကောင်လုံးပြန်ရှောင်နိုင်မှရရမယ်အမ်ပုရှ်လုပ်ပြီးတော့လေအဲ့လိုမျိုးတက်ဖြတ်တဲ့ကိစ္စတွေတို့ကျွန်တော်တို့ဒါဝ င်မေးတဲ့ကိစ္စတွေကလေကင်းရောက်လာတဲ့မြားကျွန်တော်တို့ဒါတော်တော်ကြီးအန်နေများတဲ့ကျွန်တော်လုံရက်တီလူတို့ဆူရမယ်ဗျာဟုတ်တယ်နောက်ကျွန်တော်ပြန်ကြည့်မှဆိုလို့ရှိရင်တော့ဒီ Ebro အနေနဲ့ကလည်း flicker လေးပါလေးရှိတယ်အဓိက initiator နှကောင်ဖြစ်နေတဲ့ပြဿနာကိုတော့ methods ကနိုင်ငံလေးရင်ဆိုင်နေရတဲ့သဘောပြเนาะ initiator နှစ်ယောက်လုံးကကောင်ကြီး pick off လုပ်နိုင်တဲ့အချက်လေးရှိတယ် charity duty လုံးဝမသိထားသေးဘူး identity လေးများနေပြီเนาะ mass နေပြီလို့ပြောလို့ရတဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုတော့လက်ရှိချိန်မှာ ပလာရင်စီနေကတော့ဒါ 2.5K တော့ကြံသေးတယ်ဗျဒါပေမဲ့ဒီချိန်မှာတော့အရင်ကြီးတော့ network gap ကတော့များတော့လို့ကျွန်တော်သုံးသပ်လို့တော့ရတယ်အဓိက Alice သာ item 6ခုပြည့်ပြီးတော့တအားမောင်းသွားလို့ရှင်တော့နောက်ပိုင်းကနည်းနည်းရှင်းရခက်လိမ့်မယ်ဗျကဲဆိုတော့ဒီမှာ network gap ကတော့ 2.6K ပြောပလောက်တဲ့ပမာဏမျိုးတော့ကျွန်တော်တို့အားလိုက် minute ပိုင်းခြားတွေကတော့မဟုတ်တော့ဘူးပေါ့နော်ဒီလိုကနည်းနည်းလေးပြန်ပြီးတော့ဒါအတော်လေးကြာလာခဲ့ပြီဆိုတော့အနေထားမျိုးလေးလည်းပြန်ပြီးတော့တွေ့ရတယ် lone opposite lane ဟိုးတစ်ဖက်ချမ်းမှာအားလို့သွားပြီးတော့ပေါ်ခဲ့မယ်ဆိုလို့ရှင်တစ်ဖက်က paladin တင်တဲ့ lord dance ခံရမှု area များနေခဲ့တဲ့အနေထားမျိုးလေးလည်းဆက်တွေ့ရတယ် ဒီဘက်ကလည်းမာရီဆွေးနေတဲ့ဘူရဲပြန်ကတားခဲ့တဲ့ခက်ဆိုရဲခိုက်တဲ့တခုမှာလော့တော့ reset 6ခွင့်နဲ့မပေးလိုက်ဘူးဗျာ back line မှာတော့ deep bro ရဲ့အားလုံးပြန်ရောက်နေခဲ့ပြီဆိုရဲခိုက်တဲ့တခုမှာဒီဘက်ကတော့ midseed နေတဲ့စုံမြပြူမြ data မျိုးနဲ့ဆိုင်မှုတော့ကျူးသွားလိုက်ပြီ lost နဲ့ကြားရမှာ four man blown in the back line မှာ three man နဲ့ you please နေတဲ့ emote ပြန်ကြနေတဲ့ back line control ဘက်မှာလူတော့ရဲ့ live board ဘက်မှာ momo dash ကမှာ you please နေတဲ့ပြန်ကြ back line control only ပဲ down drop make a game a charity duty shizo with the retribution slash ကမှာ juno နဲ့ပြန်ပြီးတော့ပေးခဲ့ damage ကြားရမှာ strike နဲ့အတူပဲ team bro တကောင်ပြန်ပြီးတော့အဆုံးအသတ် energy reaction မှာဘူရဲပြန်ပြီးတော့ကြံရှိနေခဲ့ရမှာ charity ရဲ့ dash the oh my 242 trainer the lone and the paladins tap your tell la bo me carry player it and get the chain the yellow tori su ya me bya law ro jo paladin dao shao so lo be ya shi ni the chain the ya bya hero k 3 na kaung na kaung di le le pe da de minion wave di pyan chan ni ye chain di ma 老叶哦，这这 PVP 的波兰人些没嫩样滴呗，这边没有拖拉机呀，一个咱们这老刀削，这边没有赵队长，哎，锐度不是偏跑嘞，哦，一个哎呀，人家 Energy Rush 呢，我偏跑嘞，锐度些，那我跑得咱们偏回来呢，没跑得啊，那 K.O. 那回来我招来，O.K. 咋嘛？天天玩的 Cherry Guilty，咱们我带起你偏没我招来，那那我跑得啊，叫叫你 get core，我偷他皮囊的 Cherry Guilty，没玩着老老，我这一段呢没中，那单手那打的奥莫尔 shut down gay，来战斗滴。 ာပြန်လာပြီးတော့သိမ့်ပိုက်သွားခဲ့တယ်ဗျာတကယ်ကိုကောင်းဖို့လောက်ပါတဲ့ဂျူနိုရဲ့လောက်တဲ့တဲမီနေကြားထဲမှာဟီရိုကီဆက်ရကောင်တီကိုပါတောက်လျှောက်သူလိုပဲဂျူနိုပြန်လာပြီးတော့သိမ့်ပိုက်ကြားသေးတယ်ဗျာဟီရိုကီ၃កောင်ကျသွားတယ်လောကတော့မေးရမေကောင်ပြန်ပြေးခဲ့ရဆိုရင်လည်းဒီလိုမျိုးရှော့ဒေါင်းကြီးတွေကိုဂျူနိုပြန်လာပြီးတော့ရယူထားနိုင်တဲ့အချက်တွေဟာမသိသိသိင်းအတွက်ဂိမ်းသမထရီကိုသွားဖို့အတွက်နောက်ထပ်တော့နှလုံးချက်တွေကိုထွက်ပေါ်လာသေးတယ်ဗျာဟီရို၃កောင်မရှိတဲ့ခြေနေတစ်ခုတော့မသိသိသိင်း ြန်လည်ပြီးတော့တက်လာနေရင်းနဲ့ပဲ Megatara ကိုတော့ပြန်ယူဖို့ကြိုးစားလာပြီဗျ 4v2 Saturation Fire နေမှာတစ်ဖက်ကလည်း King Flash ရဲ့ Rolling Stone လေးကိုပြန်ပြီးတော့ Backline ကတော့ပြန်လာလာပြန်လာခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးကိုကျွန်တော်တို့တွေ့လိုက်ရတယ်ဂျမ်မလည်းပဲ Mega လည်းယူချင်တယ်ဆိုတော့မျောလင်းချက်ကလေးရောတဖြည်းဖြည်းနဲ့ဝေးဝေးဝေးသွားခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးကိုပြန်ပြီးတော့တွေ့ရတယ်ဗျနော် Finesse က Backline ကို Control ပဲ Juno ပြန်ပြီးတော့ထိန်းနေတာ Simple နဲ့ Buffy တဝေးတော့ Drop ကိုလည်း Juno Only ကိုသွားပြီးတော့မိနေခဲ့ Dragon နဲ့ပြန်မှ Juno နဲ့ Immortality မသေးသေးဘူး Legendary by Juno လွန်မြောက်နေနေတယ်ပဲ Hurricane One Man Down ရော Mid Season ဆက်လက်ပြီးတော့တိမ့်ပိုက်ထားနိုင်သေးပါပဲ ဟီရိုကီကျတို့ဒါတောက်လျှောက်ဆိုလို့ပြန်ဖေးလိုက်ရတဲ့အချိန်ဒီမှာတော့မေသိက်စီအနေနဲ့ဘာဝင်နေတဲ့ high ground attack တွေကတော့ကျတို့လက်ရှိအချိန်ဒီမှာအလုံးဖြစ်နေသေးတယ်လို့ပြောရမယ်ဗျာ defensive ဘိုင်းဆိုင်ရမှာလည်းကျတို့ဒီစီစီလီယိုပါနေရတဲ့အချိန်ဒီမှာတောက်လျှောက်ပြန်သွားလို့ရတယ်ဂျူနိုရဲ့ performance ကတဖြည်းဖြည်းပိုပြီးတော့ကောင်းလာတယ် KDA ကလည်းကျတို့12ကောင်အထိပြန်ရထားတဲ့ saturation တစ်ခုမှရှိရဗျာတောက်လျှောက်ပြစ်ခွဲနေရခုနကလည်းသူတကယ်မသေးပါဘူးအဲ့တော့မေသိက်စီရဲ့ ဂိမ်းနံပါတ်2ဒါကမ်ဘက်ဖို့အတွက်ကျွန်တော်ပြန်လာခဲ့မယ်ကျွန်တော်ဒီ chance ရတဖြည်းဖြည်းပိုးတော့များလာရင်နောက်ဟောကျွန်တော်ဒီစင်မှာ balance ကတော့ပြန်ဖြစ်နေကမ်ဘီရိုစတက်80အပြည့်ပြန်ပြီးတော့ရှိလာခဲ့ဆိုရဲခိုင်တဲ့တခုမှာတော့ဂျီနိုနေနဲ့ immortal ပါနဲ့ idea ဆွတ်သွားပြီဆိုလို့ရှိရင်တော့သူ့အနေနဲ့အများကြီးပြန်ပြီးတော့ကြွားလို့ရတဲ့အပန်းလေးယူရရှိတယ် everton နှစ်သွားပြီးပြေးနေတယ်အနေကကျုံသွားခဲ့တဲ့ခွန်တကောင်နဲ့ဒူးနော့ရဲ့ deck kills form နဲ့အပြောင်းမှာတန်းကျသွားရဲ့ဗျာ မေဒစီရဲ့ normal backline ကပြစ်နေခဲ့တဲ့ဂျူလိုရဲ့ step တွေတော်လေးများတယ်ဆိုပေမဲ့တစ်ဖက်ကသွားပြီးတော့ဂျူလိုတော့မရပါဘူး slash တွေမှာတစ်ဖက်က T bro flake ဆက်ပေးတာပဲနောက်မှလည်း mighty swing လေးချက်ပေးတာလည်းခိုက်တတ်မှာလည်း paladins အရင်ဂျူလိုတော့မရသေးပြန်ဘူးဗျ belfis impact နဲ့ long range ban တွေမှာ death sunator paladin ရဲ့ character ကို slash မှာ death form ပြောအဲ့ဘာတော့ဒီ backline only ကိုတောင်းချောက်ကြည့်နေတဲ့ mighty swing ကိုချက်ပေး energy rush မှာ two man အဲ့ဘာတော့ဖက် live on နဲ့ချက်ပြောင်းလာခဲ့တဲ့အခါတည်းမှာ juno ပြန်ပြီးတော့ four back သွားရတယ်ပဲ front line 3မှာရှိနေခဲ့တဲ့ midsi ဒီလောက်တော့ထပ်ပြီးတော့မျောလင်းချက်ဆက်ရှိနေသေးပါပဲမျောလင်းချက်ဆက်ပြီးတော့ရှိနေသေးတဲ့နောက်မှာ တောက်လျှော့ပဲရူကတီသည် front line မှာ back line ပွင့်နေကြဒီ pro ဒီကိုပြန်ပြီးတော့ရှင်းသားသေးရဲ့အခိုက်အတန့်မှာတော့ဒီ low တော့ platinum နေနဲ့စပြီးတော့ kill ပြန်ပြီးရူကတီသည် rookie တီသည် front line မှာပွားပြီးတော့ control ပုံတော့တွေ့သွားပြီ juno juno နောက်မှလည်းကျွန်တော်တို့ဒါ king flat ပြန်ပြီးတော့ back line မှာလည်းပေးထားသေးရဲ့ဆိုတော့လုံးလို့တော့မတွေ့သေးဘူးဗျ 阿们绿色，阿是赣州线路，明年会东一路诺变到三南路呀。阿是康庄路阿们站名，阿是改掉了着，阿变加东一路表阿们。阿们以前阿冇问过我，第二个嘞就路基底底阿分一个站名啥样，分一个新位置，诺就路尾站路呀嘞。阿要的古了，就阿没站路名了，阿路基底底就阿的皮面铺纳路阿们，你这边路有几条路？ ဒီမှာတော့တော်တော်လေးကိုများအားလာခဲ့တဲ့ objective advantage ကြီးရာ hero team နဲ့ lone နဲ့ lane မှာဆိုလို့ရှိရင်ကျွန်တော်တို့အရင်မတောင်းဆိုတဲ့ data block တွေကိုသွားကြတယ်ရှီသူအနေနဲ့အရင်တက်လို့တက်တော့ချရတော့ retribution နဲ့ game patch ပြန်ရလို့ black on နဲ့ back line control back မှာ down shot ပဲတက်ပါလာဘူးလို့ကျူးစားရပြခွန် down shot ကို fight လို့မပြ forward သွားနိုင်ခဲ့တဲ့ခက်တက်တခုမှာတစ်ဖက်ကလည်း follower damage ကိုပြန်ပြီးတော့ပေးခြင်းနဲ့သူရော dragon နဲ့တက်ပေးထားခြင်းနဲ့ flicker blend out ပဲသွားပြီးတော့ပြစ်နေတဲ့ back line မှာ blend out နဲ့ platform နဲ့ down shot ကိုထိန်းခဲ့တဲ့ damage ကြီးအမ winner crown နဲ့ခွန် down shot ခဲပြနိုင်ခဲ့တဲ့ magical last team မှာ final slot နဲ့ team pro ရိုက်ခွန်းတော့မရသေးဘူးဗျပိုရက်ထပ်ပြီးတော့အဆုံးသက် down shot lone to follower mid the sea လိုက်ပါလာခဲ့တဲ့အခက်တည်းမှာတော့ဖလာရင်းခက်ခက်ခက်ခဲပဲပြန်ပြီးတော့ကာဝယ်ရပါဦးမယ်စကန်90စကန်90 report time မှာ flick out ပြန်ထောက်ဆိုင်ဝင်ကလောင်းနဲ့ပြန်ချိန်မှုကျိုးသားတယ်ဗျာ butterfly effect ကိုဘယ်လိုကျိုးလဲမယ် rookie တွေအမတန်လေးကြီးတာဘာတာဘာလိုက်မှာ juno ပြန်အိမ်ကိုကျိုးသား win တဲ့ crew ပြန်ခဲလို့နဲ့မတက်ဆုံးတာ rusty အောင်မှာပြန်ပေးလိုက်ရတယ်ဗျာတောက်လျှောက်ပဲ low နဲ့အတူပဲတက်လာနေတာတကူမှာနှစ်ယောက်ချသွားခဲ့ရတဲ့နောက်မှာတောက်တောက်လျှောက်ပဲ early တွေကော cherry duty ပိုရဲ့သွေးနေကြတာမှာတက်ပြီးတော့အဆုံးသက်ကန်လာပြီဗျာ 3 man down တရင်ကရရှိသူတောက်လျှောက်ကိုပြန်ပြီးတော့ forward လို့ချိုးသားနေမိမယ်လေမိကနေပြီးတော့တက်လာခဲ့တဲ့9ရောက်အားတစ်ခု way for the dragon ကြီးချားတဲ့မှာဘလို့မှကာလို့မရတဲ့ဒီတော့မှ rookie တီးတီးတက်ပြီးတော့ down သွားနေတယ်ပဲ game number 2မှာတော့မသစီတင်နိုင်ပွဲတစ်ခုတော့ပြန်လှည့်ပြီးတော့ရယူသွားခဲ့ပြီဗျာ empire dd လောက်ဖို့တော့ကြိုးစားခဲ့ဆိုပေမဲ့သူရဲ့နောက်ဆုံး last try ကလည်းတော်တော်လေးတော့ကောင်းခဲ့ဗျာဂျီနိုသာသူ့အနေနဲ့ဒါ winner crown လေးပါလေ right time မရှိခဲ့ဘူးဆိုရင်တော့ဒါတကယ်ကြီးမားတဲ့ game changing point တစ်ခုတော့ဖြစ်သွားလိမ့်မယ်ဒါမှလည်း